ဟယ်လိုချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Billboard Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တူတိုင်းမှာကြည့်ကြအောင်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မနက်ပိုင်းမှာတင်ဆက်မှုတွေကိုကျွန်တော်ပြန်လည်စူးစမ်းပြီးမှတင်ဆက်ပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့သတင်းဗီဒီယိုတွေမသွားခင်မှာလူရီတိုရှိသတင်းနှစ်ပုဒ်ကိုချင်းဖတ်ပြပါမယ်နော် ရမသတင်းဘုတ်ကတော့ကမ်ဘလူနဲ့စာလင်းကြီးမှာရှိတဲ့ရေစခန်းအပအဝင်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို drone ဖြင့်ပုံကျဲတိုက်ခိုက်စစ်တပ်ဘက်မှထိခိုက်မှုတွေရှိသွားတယ်လို့သိရပါတယ်။စကိုင်းတိုင်းကမ်ဘလူမျိုးနဲ့ချမ်ဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း Air Force 1အဖွဲ့မှတာဝန်ရှိသူကသတင်းပို့ထားတယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုဒ်ကတော့မန်လေးတိုင်းမြင်းချံမြို့အထက်ကတုံးကြောင်မှာဆယ်ကျော်တဲ့အရွယ်ကလင်းငယ်ခုနှစ်ဦးကိုအချမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမြင်းချံလူတို့လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကသတင်းပေးပို့ထားတယ်လို့သိရပါတယ်။စက်တင်ဘာ9ရက်နေ့ကမြင်းချံမြို့နယ်ကံရွန်လမ်းခွဲရှိအချမ်းဖက်စစ်တပ်စစ်စေးဂိမ်းမှာစစ်သားများကမြင်းချံမြို့အထက်ကတုံးကြောင်မှာအသက်73နှစ်အရွယ်ကလင်းငယ်တအူးအပါဝင်ခုနှစ်ဦးကိုပေါ်တာဆွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းကလေးငယ်ခုနှစ်ဦးတည်းတဲ့မြင်းကြံမျိုးပေါ်တွင်နေထိုင်ကြသူများဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်တဦးကသာအချမ်းဖက်စစ်တပ်၏ခမာရဲ15တရင်ကပြန်လည်ပေးပြီးကြံကလေးငယ်6ဦးကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးထားကမိသည့်နေရာသို့ပို့ဆောင်လိုက်သည်ကိုမသိရှိရသည်ကြောင်းသိရပါတယ်ပေါ့နော်။အဲတော့အချမ်းဖက်စစ်ကောင်စီကခုလိုမျိုးအသက်မပြည့်သေးတဲ့ကလေးကိုတော့ဖမ်းဆီးနေတဲ့နေသားဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကလေးတွေပေါ့နော်။တော်တော်လေးကိုစိုးရိမ်နေတာဖြစ်ပါတယ်နော်။ ကဲဒရင်ပီတို့ဘုတ်ဒီနေပထမဆုံးနားထောင်မဲ့ဒရင်ကတော့ဒီချမ်ပတ်စစ်ကောင်စီကအသေးခံ drone နဲ့ energy ပစ်ကူတွေနဲ့ထိုးစစ်ဆင်နေတဲ့လေးကော်တိုက်ပွဲမှာအဲ့ဒီစစ်ကော်မရှင်ဘက်ကပဲတိုက်စုံမှုတွေများပြားနေတယ်ဆိုတဲ့ဒရင်လေးနားထောင်ကြည့်အောင်နော်။အားလေးချောင်းပေါဝင်အသေးခံကာမီကာဇဲ drone တွေနဲ့ energy ပစ်ကူတွေနဲ့အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့မနေ့ကစက်တင်ဘာ25ရက်နေ့ထိစစ်ကော်မရှင်တပ်ဖက်ကထိခိုက်တိုက်စုံမှုတွေများတယ်လို့စီးရီးဒရင်ရင်းမြစ်စီကသိရပါဗျ။ အသေးကန်ဒရုန်းနဲ့ပြင်လက်နဲ့ကြီးပစ်ကူရောလေကြောင်းမှ၃မီတက်လာလဲသေးတာပဲရှေ့ရောက်ရင်အပြုံလိုက်မနေ့ကလည်းအပြုံလိုက်ထက်သေးတယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်လေကေကော်မျိုးတစ်ကိုရရှိနိုင်ရေးစစ်ကောက်မရှင်ဘက်ကစက်တင်ဘာ၂၁ရက်ကစတင်ကထိုးစစ်ဆင်လာတာဖြစ်ပြီး23ရက်မှတိုက်ပွဲပြင်းထန်က၎င်းတို့ဘက်ကစစ်ကြောင်းလိုက်စုလိုက်ပြုံလိုက်တိုက်စုံမှုတွေရှိခဲ့တယ်လို့သိရပါရယ် စေကောမရှင်တက်ဟာ BGF ရဲ့အကူအညီနဲ့ Team ဝါခိကျေးရွာဘက်မှထိုးစစ်ဆင်လာတာဖြစ်ပြီး BGF အပါဝင် ထိခိုက်သေးဆုံးမှုတွေလည်းရှိကအဲ့ဒီနေရာမှာပဲထိုးစစ်ရပ်တန့်နေတယ်လို့သိရပါတယ်ထိုးစစ်ဆင်နေတဲ့ဆွေတော်ကုန်းစခန်းဟာလက်နက်ကြီးဗျူဟာကုန်းစခန်းဖြစ်ကမြဝီမြို့တိုက်ပွဲအပြင်နေဆက်လုံကြုံရေးအတွက်ပါဗျူဟာကျတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်အဆိုပါဆွေတော်ကုန်းကိုတော်လိုင်းပူပေါင်းတက်တွေက2024အောက်တိုဘာလမှာတင်းယူနိုင်ခဲ့ပါတယ် လက်ရှိမှာစစ်ကောင်မရှင်တပ်ကအာရှလမ်းပေါ်ရှိတပ်စခန်းနဲ့စခန်းကုန်းတွေကိုပြန်လည်သိမ်းယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ကဲကြားနေပါတော့။အခုဆိုရင်ချက်ဖက်စစ်ကောင်စီကဒီကရင်ဘက်ကိုပြန်လည်ပြီးတော့ထိုးစစ်ဆင်နေတဲ့နေသားဖြစ်ပါတယ်။ဟိုတုန်းကဒီကျွန်တော်ဒီမြောက်ပိုင်းဖက်ပါဘောနော်စစ်ပွဲတွေများတဲ့အချိန်မှာကရင်ဘက်ကလုံးဝထိုးစစ်မစင်နိုင်ဘူးဘောနော်အခုဆိုရင်ပြန်လည်ပြီးတော့စတင်ပြီးထိုးစစ်ဆင်နေတဲ့အနေထားဖြစ်ပါနော် ကဲကျွန်တော်နားထောင်မှာတော့ဒီအခုဆိုရင်ဘောမတွေချင်းချင်းကြားမှာလဲကွဲပြားနေတာတွေ့ရအောင်နော်အဲ့တော့ဘောမမောင်မောင်ဆိုရဲအခုဆိုရင်ဒီသူဘာဘောနော်တကယ်အမှန်တရားတွေပြောတဲ့ခါမှာဘောမတွေလက်မခံနိုင်ကြဘူးနော်အပဘောမတွေကအဲ့တော့အခုဆိုရင်အပဘောမတွေကိုဒီအရေးဘူးပြောလိုက်တဲ့ဒီဖုန်းပတ်သက်ပြီးတော့ဗောနော်ဒီကိုစီပြောထားတဲ့နားထောင်ကြအောင်နော်မာပြီမှာအရေးကြုံနေဘလောက်တောင်းကျမ်းလဲဆိုတာသူတို့အချင်းချင်းတောင်မှမှိုင်းမှားတယ်ပြောပိုင်ခွင့်မရှိဘူးအခုဒီမှာအင်္ဂလန်ကပြော ဖင်လန်နိုင်ငံကကျွန်တော်တို့ဒီတော်လိုင်းဘက်ကဆိုပြောင်ကြီးဆိုပြီးသူတို့ဆက်နေကိုမောင်မောင်တိမှာပါနောက်တစ်ယောက်ကြတော့ပညာမဟာကျော်လားမသိဘူးသူနာမည်ကျွန်တော်လည်းမသိဘူးကျွန်တော်သူ့အရေရှင်တစ်ခေါက်လောက်လုပ်ဘူးတဲ့အဓိကဘာလဲဆိုတော့ဘာသာတရားနဲ့ပတ်သက်တော့သူပြောထားတာနော်အဲ့ဒီဗီဒီယိုဖိုင်နဲ့ကြည့်ရမှာပါသူပြောထားတာကရိုင်းဆိုင်တာတဲ့တစ်ခုမှမပါဘူးကျွန်တော်တို့လောင်စကားရိုင်းဆိုင်တုံးတိတယ်အဲ့လူပြောသွားတဲ့ထဲမှာရိုင်းဆိုင်တာတစ်ခုမှမပါဘူးအဲ့ဒီနှစ်ယောက်ကိုမဘာတာတဲ့ကအရေးချုံတုစိတ်တာကဘာပြောလဲဆိုတော့ရှင်းပလိုက် ထိပါလိုက်ရင်နဲ့ရှင်းပလိုက်ကမယ်တဲ့။တမကြည့်ွားနော်ဘလောက်တောင်ဒီအရေးကြုံနေဘလောက်တောင်ဖြစ်နေလဲဆိုတာအဲ့ဒါမြင်အောင်ကြည့်ွားသူတို့ဘက်အချင်းချင်းတော့အချင်းချင်းတော့မှဘလို့ပုံစံပြောရလဲဆိုတာကြည့်ွားရမှာ။နေတော့ဒါကတော့တူအကောင့်မှာအဲ့ဒီတူစိတ်သားရဲ့တစ်တော့အကောင့်မှာတင်ထားတဲ့အတိုင်းပဲဒီနှစ်ယောက်ရဲ့ပုံကိုယူပြီးဒီနှစ်ယောက်ဘာလဲဘယ်လဲဆိုပြီးတော့ခေါင်းစဉ်အပေါ်မှာ caption ရေးထားတယ်အောက်မှာ ဲ့ဒီကိုမောင်မောင်နဲ့ကိုပညာကိုမဟာကျော်လားပညာမဟာကျော်လားအဲတူတူတူပုံတင်ထားတယ်ဒါဒါဒီနှစ်အောင်လုံးကဘောမနေနော်ဒီနှစ်အောင်လုံးကဘောမဆိုတာကိုတော်လိုင်းအင်အားစုတစုလုံးနဲ့တည်တယ်ပြည်သူအကုန်လုံးနဲ့တည်တယ်တော်လိုင်းဘက်ကလူတွေအမြဲတွားဆဲတာကိုခန်းနေရတဲ့လူတွေဆိုတာတကဘာလုံးနဲ့တည်တယ်တနိုင်ငံလုံးနဲ့တည်တယ်အဲ့ဒီလူနှစ်ယောက်ကိုတမပြောထားတာနော်ကြည့်ပါနှစ်ယောက်အကြောင်းပြောချင်တာပေါ့နှစ်ယောက်ဘာနှစ်ယောက်လဲလဲလို့မင်းတော့တယောက်ကဖင်လန်မှာနေတဲ့ ဖင်လန်မောင်မောင်ပေါ့ဟိုဘက်အကြက်ဘက်အုပ်စုတွေခေါ်တဲ့ပြောင်ကြီးပေါ့ဖင်လန်မောင်မောင်ရဲ့ లై မောင်မှာဘာသာရေးလူမျိုးရေးတွေနဲ့ပတ်သက်ရဟန်းတန်ဃာတွေနဲ့ပတ်သက်ပြီးတော့ပြောင်းချနေတယ်ပြောင်းချချက်တွေနောက်တစ်ခါဒီဖင်လန်မောင်မောင်ရဲ့ లై ဘော်မှာရဟန်းတော်များနဲ့ပတ်သက်လို့ပြောကြတယ်ပြောကြတယ်ဆိုဒီနေ့ပဲကျွန်တော်အဲ့ဒီကိုမောင်မောင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်သေးတယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတူလိုက်လွင့်တဲ့အချိန်အောက်ကနေ comment တခုတွားကြည့်တယ် ပုံကိုတော့ကိုဆုံးဘေးအောင်လားမဆုံးမတော့ဘူးလားမသိကျွန်တော်လည်းအမှတ်မပြောရဲအဲ့လိုမျိုးအောက်ကတွမ်းမှန်အဲ့ဒီကွန်မန့်ကိုသူကဖတ်တယ်ဖတ်ပြီးတော့သူပါပြန်ပြောဆိုတော့အဲယဟန်နေဆိုလို့ရှိရင်တော့တဲ့ကျွန်တော်တို့လူကပြန်ဆုံးမတာဟုတ်ဝေယဟန်နေရဲ့အဆုံးအမကိုလူတွေကပြန်ခံရတာဖြစ်တယ်ဒါပေမဲ့ပောက်ကိုတော့နဲ့ပတ်သက်လို့တော့သူသူမတိဘူးဆုံးမဆုံးဆုံးမနဲ့ဆိုတော့မဖြစ်မဖြစ်နိုင်ဘူးပေါ့နော်သူပြောတာ မတိဘူးသူဘာတွေပြောနေတယ်ဘာတွေလုပ်လဲဆိုတာ तू လည်းနားမထောင်ပြတဲ့အတွက်မတိဘူးဆိုတဲ့အကြောင်းကိုပြောထားတယ်ရှင်းဗီဒီယိုဖိုင်တွေမှာလည်းကိုမဟာဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ပြောတဲ့အချိန်မှာဘယ်လိုပြောမလဲဘယ်သူ့ကိုမှရှင်းရှင်းပြောရင် तू တို့အရေးဂျုံတွေဟိုတောင်မှနည်းနည်းရုပ်ရင်းဘယ်လိုပြောမလဲဗျာစကားမှန်မှန်တော့ပြောထားတာမရှိဘူးဟွန်းเนาะ तू လည်းမဘာသာတရားဝဲဆိုတာတော့ဝင်ခံထားတယ်ကိုမမမမเนาะအဲ့ဒီပညာမဟာကျော်လားဘယ်လိုလဲအဲ့ဒီတယောက်ဆိုလဲ တူပြောထားတာကနော်ကျွန်တော်ဗုဒ္ဓဘာသာကိုဘာနဲ့ကာကွယ်ရတာလဲဒုက္ခလက်နဲ့နဲ့ဗုဒ္ဓဘာသာကာကွယ်လို့မရတဲ့အကြောင်းတာဒနာကိုရင်ထဲတည်ရဖို့အတွက်လှုပ်ထားတဲ့ဒုတိယဆိုရင်ဘာသာကြားအနေနဲ့ဘလုံးမှဖြက်စီးဖြက်စီးဖြက်စီးလို့မရတော့ဘူးဆိုတဲ့အကြောင်းသူပြောထားတာတကယ်အမှန်တရားကိုပြောထားတာအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တဘောကြောင့်ကျွန်တော် reshare လုပ်ထားတယ်နော်အဲ့ဒါအဲ့လိုလူတွေတို့တောင်မှပြောထားတဲ့စကားကိုနားထောင်ကြည့်ဒီအရေးကြုံအရင်ဆိုင်ကောင်ပြောထားတဲ့ ဒီ violet ကိစ္စနဲ့ပတ်သက်ပြီးတော့ကြောနေတယ်နှစ်ယောက်ထဲကနောက်တစ်ယောက်ဖြစ်တယ်သူ့နာမည်တော့မသိပါဘူးအကောက်နာမည်ကမဟာပညာကျော်ဆိုလားအေးမဟာပညာကျော်မဟာပညာသူ့နာမည်တော့ကျွန်တော်လည်းမသိဘူးဘာဆိုလားမသိသူ့တော့တချို့တချို့ဗီဒီယိုပိုင်းလေးတက်တက်လာတာတွေ့ဘူးတာတော့ကြာခဲ့ပါပြီအခု YouTube မှာတော့ထွက်မြတ်သူဆိုလားအဲ့လိုတော့တွေ့တယ်ဒီကောင်အကြောင်းကိုတရားတလို့စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ ပြောတဲ့ပုံတေချာကြည့်နော်ပြောတဲ့ပုံတေချာကြည့်နော်မော်ရယ်ရွှေရင်စီရွှေရင်စီဆိုရင်တော့အလုံးသိကြမှာပါနော်မော်ရယ်ရွှေရင်စီရဲ့မောင်လို့တော့ကြားတယ်ဟုတ်မဟုတ်ဆိုတော့မသိပါဘူးရွှေရင်စီရဲ့မောင်ဆိုရင်တော့ဒါဝကြိုကြီးနေဝင်ရဲ့မြေအင်းနေဝင်မတော်လိုက်တဲ့ရောက်ပါပေါ့သူတို့ပြောကြချက်တွေစောင့်ကြည့်နေပါတယ်သူကတော့စပီ ထားမှာကောင်းတဲ့အတွက်ပြောတဲ့စကားလေးတွေကဟိုယဉ်ကျေးပါတယ်ဒါမျိုးနဲ့ယဉ်ရင်လေးနဲ့ရိုင်းနေတာပေါ့ဗျာအိုက်စယဉ်ရင်လေးနဲ့ရိုင်းနေဆိုရင်တူပြောတဲ့စကားဘယ်နေရာမှာတော့မဟုတ်ဘူးမမှန်ဘူးပြောလေဗျာဟမ်အဲ့ဒီလူပြောထားတဲ့စကားမှားတဲ့နေရာတစ်ခုမှမရှိဘူးကျွန်တော် reaction လုပ်ထားတာရှိပါတယ်เนาะတူပြောထားတာကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာเนาะ ူပြန်ပါတာတွေတို့ဒုတ်သားလက်နဲ့နဲ့ကာကွယ်လို့ရတဲ့ဘာသာမဟုတ်ဘူးဖခင်ရဲ့အစိုးမအဲ့ဒီအစိုးမတွေကိုလိုက်နာကျင့်တုံးဖို့လိုအပ်တာလိုက်နာကျင့်တုံးနေလို့ချင်းဘဒုမသာသနာကိုဖြစ်စည်းလို့မရဘူးเนาะအဲ့ဒီအကြောင်းကိုပြောထားတာအင်မတန်ကောင်းတဲ့စကားဒီလူပြောထားတာ तू ဘောမပဲမဲ့ကျွန်တော်ကလေဟုတ်ဘောမပဲဖြစ်နေပါစေမှန်တာကိုပြောရင်တော့ကျွန်တော်လက်ခံတယ်ပေလောက်ယူနေပါစေအခုမင်းအောင်နိုင်ဆိုချင်းငုံထွေးလို့ရရင်ကျွန်တော်ထွေးမယ် ဲ့လောက်ထိညွန်တာမင်းအောင်နိုင်ဘူးဒါပေမဲ့မင်းအောင်နိုင်ဒီအခုလိုမျိုးနော်အများနဲ့တဆိုင်တဲ့အရာမှာသူမှန်တာကိုပြောနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မချီးမွေးတော့ကဲ့ဤပိုင်ခွင့်မရှိဘူးဗျအဲ့ဒါလူတိုင်းကျင့်လာလိုက်နာကျင့်အော်မယ်လူကျင့်ဝင်ပဲနော်ကိုယ်ကကိုယ်မကြိုက်တဲ့လူမို့လို့ဒီလူပြောတဲ့စကားတော့မှန်တယ်မှန်လို့မချီးမွမ်းနိုင်ဘူးကိုမကြိုက်တဲ့လူမျိုးလို့ဒါပေမဲ့အပြစ်တင်လို့မရဘူးကဲ့ရီလို့မရဘူး အခုဒီပညာမဟာကျော်ပြောထားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စကားလုံးဝမမားတဲ့ပြင်တကယ်ကိုဗုဒ္ဓဘာသာတွေအတွက်တိတိတိထိုက်တဲ့အကြောင်းသူပြောထားတာအဲ့ဒီအတွက်ကျွန်တော်ဒီလူကိုအခြားအရာတွေကျွန်တော်မပေါင်းတော့အဲ့ဒီဗီဒီယိုဖိုင်မှာပြောထားတဲ့အရာတခုကိုကျွန်တော်လေးစားတယ်ကြိုးစို့တယ်နော်ကျွန်တော်တို့ပြောခဲ့သေးတယ်ဒါမျိုးဘောမဆန်းမှာဒါမျိုးမပတ်တာလုံဆန်းမှာဟုတ်တယ်မပတ်တာဆိုတော့အမျိုးဘာသာကိုစောက်ချက်ပါနော်သူပြောပြတယ်ဘုရင်ကပြောဗုဒ္ဓဘာသာဆိုတော့ ူများပါတာကိုယံတော်လောက်ကတာမဟုတ်ဘူးเนาะမြတ်စွာဘုရားတော်မှဘလို့ဟောကြားခဲ့တယ်တရားတော်နဲ့အညီသူကရှင်းပြပြီးတော့ပြောထားတာတကယ်ကိုကောင်းတဲ့ဟာဒါသူတို့တကယ်တမ်းသူဖုန်ကြီးစစ်ဆိုရင်ဒီစကားမျိုးတွေဂျူဆိုရမှာလေဩငါတို့ဘက်အချမ်းမှာဒီလိုပုံကိုရှိပါတာဒါဟာကောင်းတဲ့ဟာဒါမျိုးဂျူဆိုရမှာမဟုတ်ဘူးလားဒါပေမဲ့အခုပြောတဲ့စကားဒီနောက်ဆုံးမှပြောရတဲ့စကားပြည့်စက်ကြည့်။ဒါလေးတွေလည်းပါတယ်ဒါလေးစောင့်ကြည့်နေတယ်။ဖင်လန်မောင်မောင် ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်နော်ဒါနဲ့အများခေါ်နေတာကတော့အကျန်းဖက်တမားတွေခေါ်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်ပြီးလို့ခေါ်တာအဲဖင်လန်မှာနေတဲ့ဖင်ပြောင်နေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင်နောက်တစ်ခါရွှေရင်စီရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်ကမဟာပညာကျော်လို့တုံးတဲ့ထွမြတ်သူဆိုတဲ့ဒီနေ့ကိုစောင့်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတာသနာတိကျလိုက်ဒီနေ့ရောက်တယ်မဟုတ်ဘူး၂000ဆိုလဲ ထုတ်တင်ရမှာ။ကြားကြားတယ်နော်။တိုင်းပြည်နဲ့အမျိုးဘာသာကိုတိကျလိုက်ရင်ဒီနှစ်ယောက်လည်းမဟုတ်ဘူးနှစ်ထောင်ဆိုလည်းထုတ်တင်ရမယ်တဲ့။ဒါဘုန်းကြီးတိယောက်ကပြောတဲ့စကားလားဗျာ။ဟမ်ကြည့်အောင်ဟမ်ရေချုံနေနော်။ညနေတော့မကြည့်ဆောင်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတာသနာတိကျလိုက်ဒီနှစ်ယောက်တွေမဟုတ်ဘူး၂000ဆိုလဲတုတ်တင်ရမှာ ပြောเสียစကားလုံးမရှိတော့အဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းနေတဲ့မြင်ကြလားမင်းတို့ဘက်အထမ်းမှာဖြစ်နေတာနောက်ဆိုရင်ဒီလိုကောင်မျိုးတွေကလေခွန်တန်ဟိုတာသူတို့ပြောတာနော်ဒီအရေးကြုံတွေကနောက်ဆိုရင်သူတို့ကတော့ပန်းဥလို့ဆက်ခိုင်းမဲ့ကောင်မျိုးတွေအကောက်ပြောတာဘာတခုမှအလုံးလုံးပဲနဲ့သာသနာအတွက်လည်းအာမကိုရတိုင်းပြည်အတွက်လည်းအာမကိုရပြည်သူအတွက်လည်းအာမကိုပတ်ဝန်းကျင်အတွက်လည်းအာမကိုရဟမ်အမျိုးဘာသာတို့ တကယ်ကောင်းပါလေနော်မဘာတဆိုတဲ့စကားလုံးအမျိုးပါတာတာဒနာကိုကာကွယ်စောက်ရှောက်တဲ့သူဟာကျွန်တော်တို့တွေကြိုးစိုးတဲ့လေးစားတဲ့ဒါမင်္ဂလာတစ်ပါးပဲကိုအမျိုးကိုပါအကိုကာကွယ်စောက်ရှောက်တဲ့သူဆိုတာဒါမင်္ဂလာရှိတဲ့အလို့မင်္ဂလာနဲ့ပြည့်စုံတယ်နော်ဖခင်ကလည်းအမျိုးပါတာကိုကာကွယ်စောက်ရှောက်ဖို့ပြောထားတာဒါပေမဲ့ဗုဒ္ဓဘာသာဝင်ဆိုတာကကိုအမျိုးကိုကာကွယ်ပါမယ်စောက်ရှောက်ပါမယ်ဆိုပြီးသူများအမျိုးကိုပြည့်တနာရှာတာအဲ့ဒါအမျိုးပါတာတာဒနာကိုစောက်ရှောက်တာမဟုတ်ဘူး အမျိုးဘာသာတာသနာကိုစောက်ပြက်တနာရှာတယ်ခေါ်တယ်ဘုဒ္ဓဘာသာဆိုတာဘာလဲအခုတဘောဗျာဘာသာကြားတွေကကိုဗုဒ္ဓဘာသာမိန်းကလေးတွေကိုစီယုံတိမ့်သွင်းပြီးတာမန်အဖြစ်ယူရလို့အမျိုးဘာသာပြက်တယ်လို့သူတို့ပြောနေတဲ့စကားအများရှိတယ်ကောင်းပြီတဏ္ဍာကုံ၃ပါးကိုခါဝိပစိုးလို့မြဲတဲ့ဗုဒ္ဓဘာသာအမျိုးသမီးဗုဒ္ဓဘာသာကို မိယိုးဖန်လာကိုးွယ်တာမဟုတ်ပဲနဲ့တကယ်ဗုဒ္ဓရဲ့တရားတွေဟောကြားခဲ့တဲ့အနှစ်သာရကိုတိရှိနားလည်တတ်ထားတဲ့အမျိုးသမီးတယောက်ဟာဘာသာကြားမကလို့တရားမင်းစင်းမြူဆွဲတော်မှပါမလားအခုကျွန်တော်လာခဲ့နော်မင်းကိုဘီလန်နာဖြစ်အောင်ပေးမယ်မင်းဗုဒ္ဓဘာသာကိုစွန့်လို့ဖယက်ပုံတော်တနေ့လာပြောဘီလန်နာမကလို့ဘယ်နဲ့ဘီလန်နာမဖြစ်ဖြစ်အငတ်ခံလိုက်မယ်အသက်ပေမယ်မင်း မင်းလက်မခံရင်မင်းအသက်ကိုသိမယ်လက်ခံရင်မင်းဘီလန်နာဖြစ်မယ်လာခဲ့ပါနော်ဘာဖြစ်လို့လဲတချိန်ရကျွန်တော်မိယိုးဖတ်လာတဲ့ကိုယ်ွယ်တဲ့အချိန်မှာဆိုရင်အဲ့လိုဟာမျိုးလာပြီဆိုရင်ကျွန်တော်လည်းပိုင်ပါမှာပဲဒါပေမဲ့ခုနကပြောသလိုဝိပဿနာတရားတွေနဲ့ပတ်သက်တာကိုလေ့လာတယ်ဖရာဟောတရားတွေနဲ့ဒီကနေ့ဖြစ်နေတဲ့ဟာနဲ့နှိုင်းချင်တယ်တကယ်ဝိပဿနာတရားအစစ်တရားဘယ်လိုလဲနော်ဖရာဗုဒ္ဓဘာသာဆိုတာဘာလဲအဲဗုဒ္ဓတဏ္ဍာန်ကိစ္စမိတော့ဘာမှမသိတဲ့လူမျိုးတွားစီရုံတော့ပါမှာပေါ့ အဲ့တော့ဘုန်းကြီးတွေအနေနဲ့ကိုဘာသာပေါ်တန်ဖိုးထားတဲ့လေးစားတဲ့ဘုရားဘာသာမျိုးသမီးတွေအခြားဘာသာဝင်တွေပြူဆွဲတာကိုမကြိုက်ဘူးဆိုရင်ကိုဘုရားဘာသာဝင်အမျိုးသမီးတွေကိုဘာသာရဲ့အဆုံးအမအနှစ်တာရတွေကိုတိအောင်ဟောပြောရမှာမဟုတ်ဘူးလားဝိပဿနာတရားတွေကိုဟောပြောရမှာမဟုတ်ဘူးလားအဲ့တော့တိထားတဲ့လူပြက်ကိုကြိုက်တယ်လို့လာဖြက်လေပြီးတော့ရှိရင်ဘာလုပ်ကမလဲသာသနာပြန့်ပွားရအမှန်ပဋိယတ္တိပဋိပတ္တိကိုမျက်စားမှာမဟုတ်ဘူးလားဟမ် အခုမြန်မာပြည်မှာမပါတာလို့ဩနေတဲ့အဲ့ဒီဘုံကြီးတွေဟိုအနေငပောက်တို့ဒီသူစိတ်ဓာတ်တို့ကအေးကြုံနေဘာဘုံကြီးတို့မခေါ်ထိုက်ပါဘူးနော်အဲ့ဒီအေးကြုံနေတကယ်သာသနာပြန့်ပွားရအမှန်ဖြစ်တဲ့ပရိယတ်တိပရိပတ်တိကိုမြောက်စားတဲ့အလုတ်ထက်ပောက်ပန်း40သူများဘာသာကိုပြည်တနာလိုက်ရှာတဲ့အလုတ်ဘယ်ဟာကိုပုံလုံးနေတဲ့သလိုမြန်မာပြည်မှာတွားကြည့်စာတင်တိုက်တယ်နော်ချွတ်ချွတ်တက်တက်နဲ့ဒီပရိယတ်တိပရိပတ်တိကို အားထုတ်နေတဲ့ပုံကိုယ်တွေအများကြီးဒါပေမဲ့ဘာဖြစ်လို့စာတင်တိုက်တွေကိုပိတ်ထားတာတိလာအနာရှင်ဆိုတာလေသားသုံးသားကိုကြောက်တယ်ဖယားသားစစ်သားចောင်းသားစစ်သားကိုကြတော့နားမျက်စိတွေအကုန်ပိတ်ပြီးတော့စစ်စစ်ကျုံဘဝတတွင်းထားတဲ့အတွက်အမိတ်အောက်မှာတစ်ခုမှမလုပ်ရဲဘူးចောင်းသားတွေကိုမလုပ်လဲနေဝင်းလက်ထက်ကစပြီးတော့နော်တကယ်ចောင်းသားတွေရဲ့ဆိုင်နက်အဘိမှန်တွေကိုဘုံခွဲချပစ်တယ်ကောလိပ်တွေကိုမြို့ပြင်ထုတ်ပစ်တယ် ညာရေးစနစ်ကိုစဉ်းစားတွေးခေါ်နိုင်စွမ်းမရှိအောင်လို့ဒါရင်ဒါကျက်ဒါဖြစ်ဖြက်စည်းဖြစ်တယ်။ဟောဖရာသားရွှေဝါရောင်မှာကောင်းကောင်းထိသွားတဲ့အာနာရှိတွေကဘာလို့ပြစ်တယ်။စာတင်တိုက်တွေကိုလုံးဝကိုနှိပ်ကုပ်ပြစ်တယ်။နော်ရွှေဝါရောင်မှာဆိုစာတင်တိုက်တွေမွေကြရန်အကြောင်းတိုက်နော်စာတင်တိုက်ကြီးတွေကိုစစ်ဖက်နဲ့ဝင်းလာရှိတဲ့အမှန်တကားနဲ့အကုန်ပြိုက်ခွဲအကုန်ဖြက်စည်းဟမ်နော်စဉ်းစားကြည့်အဲ့တော့တဲ့ကစာတင်တိုက်တွေကိုလုံးဝလေမပေးတာ ိုတော်ကဝင်းတိမ်မိတိုင်ကိုဆရာတော်ကြီးကိုသူတို့စစ်တပ်ကပြစ်ပြီးတော့ driver ကိုလိန်ညာဗီဒီယိုရိုက်တဲ့အချိန်ကဘာတိနော်ဒါမှလုပ်တဲ့အောင်မိတ်လေစာတင်တိုင်းမှာရှိတဲ့မြို့ပေါ်ကစာတင်တိုင်းကတချို့ဒီအထီးကုန်ဖြစ်နိုင်တဲ့နေရာကစာတင်နေတဲ့ကိုတော်တွေအကောင်နေကိုပြန်လွှတ်ပြစ်ဘလို့မှရနေစဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ပြောချင်တာကတကယ်အမျိုးဘာသာကိုစကားဝဲစောင့်ရှောက်မဲ့ဆိုရင်သူပြည်ဘာသာတွေကိုပြည်တနာလိုက်ချတာအမျိုးဘာသာစောင့်ရှောက်တာမဟုတ်ဘူးနော် ဲ့တော့ဒါလွဲနေလို့လွဲနေတယ်ထောက်ပြတာဒီတော်လန်ရေးဘက်အချမ်းကသူတို့နဲ့စန့်ကျင်ဘက်အချမ်းကဘီသူကထောက်ပြလို့ဒီစကားပြောရင်တော့ကျွန်တော်မပြောသေးဘူးအာကျွန်တော်တို့သူတို့ဒီပိတ်သူတို့တတ်မှတ်ထားတယ်ဘက်မတူလို့ဆိုတဲ့ဟာမျိုး ਨੇ ဒီကိုမောင်မောင်တို့အဲ့ဒီပညာမဟာကျောက်တာဒီလူတို့ဆိုတာသူတို့ဘောမတွေတဲမှာเนาะအတိတရားမြင့်မြင့်အတိတရားပြည့်ဝစွာနဲ့အေးချက်ပြောကောင်းကောင်းနဲ့ဟောပြောနေတဲ့သူတွေ အဲ့တဲ့လိုလူတွေတော်မှရှင်းပြမှလေးတုတ်တင်ပြမှလေးပြောတဲ့စကားလောက်ရောက်ကိုစဉ်းစားကြည့်နော်ဘလောက်ဘုန်းကြီးဖြစ်ပြီးတော့နော်နှိတ်ကိုပြရဓမ္မနီးနဲ့ပေါ့နော်စောင့်ခြင်းနေတယ်နော်ဒါနောက်ဆုံးမှသူဓမ္မနီးနဲ့ပေါ့ဆိုတဲ့စကားကိုထည့်သွားတာရှင်းပလိုက်မယ်ဆိုတဲ့စကားမှာဓမ္မနီးလိုက်နဲ့ဘာမှမဆိုင်ဘူးနော်ဟုတ်တယ်နော်သူဘယ်လိုရည်ညွှန်းပြီးပြောတဲ့ဆိုတာလူတိုင်းသိပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တိုင်းပြည် ဖြည့်စည်းခံတဲ့အထက်မှာရုပ်ဝိတ္ထုတွေကိုဖြည့်စည်းပစ်ခံရတာကျွန်တော်တို့ဒီနေ့တော်နိုင်ပြီဒီနေ့ပြန်တည်ဆောက်လို့ရတယ်ဒါပေမဲ့စိတ်ဝိတ္ထုတွေကိုအဲ့လိုဖြည့်စည်းခံနေရတာတော့တအားရှင်တာကိုကောင်းတယ်အစိုးဆုံးကျွန်တော်တို့ကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ဗုဒ္ဓဘာသာနော်ထေရဝါဒအထွန်းကားဆုံးတဲ့တိုင်းဒီဒီလိုအရေးကြုံတွေကလှုပ်ချင်တိုင်းလှုပ်ဖွင့်ရနေတာအဲ့ဒီအာနာရှင်ရဲ့အကျိုးဆက်ကြောင့်ပဲတော်နိုင်ပြီးတဲ့အကုံလာမှာအကုံတန့်ရှင်းမှာအဲ့ဒီတန့်နဲ့အကုံထဲမှာ တာသနာတော်ကိုတန့်ရှင်းနိုင်မှုဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တန်ဖိုးမဖြစ်နိုင်တဲ့ပန်းနိုင်ရမပူနဲ့နောက်ဆုံးကျွန်တော်မြဲပြောသလိုဒုံလဘဝိတာကအစတကယ်နော်ဒီဝိနည်းနဲ့ညီနေထိုင်တဲ့ပုံပေါ်မှာဒုံလဘပေးဖို့ခိုင်းပဇာရှိတိုင်းဝတ်တဲ့ကြက်တွေတက်အလူတွေပေးပြီးဒုံလဘဝိပောက်ပန်းလေးတွေနေကျင်တိုင်းနေတဲ့ကိစ္စတွေအစအကုန်ကင်တွဲမှာเนาะအဲ့ဒါတွေလှုပ်ဖို့အတွက်ကျွန်တော်တို့တွေတော်နိုင်အောင်ဖို့လုပ်တယ် ရန်ကုန်မှာဖုံးเจ้าတွေတွားကြည့်ချဲတိုင်းနှလုံးတိုင်းသုံးလုံးတိုင်းမရှိတဲ့ဖုံးเจ้าရှာမရှိတဲ့ရှာတယ်အများကြီးမပြောဘူးမတိတာမဟုတ်ကျွန်တော်အကုန်တိတယ်ဒါတွေဟာသာသနာကိုဖြစ်စည်းငံတိနေတယ်ဒါပေမဲ့ဒီကာလမှာတိုက်တက်တော့ဘာမှလုပ်လို့မရဘူးအေးကျွန်တော်တို့တွေဒီနိုင်ငံဒီမိုကရေစီစနစ်ပြေဝါဝါမှာတမန်တော်ဟာပြည်သူအောက်ကိုရောက်ပြီဆိုရင်အဲ့အားဒီအားလုံးကိုလုပ်ခွင့်ရှိလိမ့်မယ်နော်ဒါကြောင့်မလို့တော်လှန်ရေးဟာလူတိုင်းနဲ့ဆိုင်တယ်ဆိုတာကျွန်တော်တို့ဒါကိုပြောတာပါနော် ကြည့်ဘယ်လောက်ထိအောက်တန်းကြတယ်အချင်းချင်းတောင်မှဒီလိုစကားမျိုးပြောတယ်ဆိုတဲ့စဉ်းစားကြည့်ကဲဒါတော့ကြားတိုင်းပေါ့နော်ဒီဘောမတကယ်ပေါ့နော်စစ်တပ်ဘောမတွေတောင်မှအခုချိန်မှာနည်းနည်းပေါ့နော်စစ်တပ်အကြောင်းနည်းနည်းပြောလိုက်တာ ਨੇ ပြန်ပြီးတော့သူတို့ရှင်းပူလေးတောင်ပြောနေတယ်ဘုန်းကြီးရဲ့ဒီပြောစကားတွေကိုဒူရီရှင်လုပ်ပေးထားတဲ့ကိုစစ်ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့မင်းတိုင်းပဲအေဂျုံဘုန်းကြီးတွေရပါတော့အခုဆိုရင်တော်တော်ကြီးကိုပေါ့နော်ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းမိမိတွေလည်းသူတို့ပဲပေါ့နော်အခုဆိုလေဒီဘောမတွေကနည်းနည်းလေးပြောတာနဲ့အမမခံဘူးနော် နည်းနည်းပြန်ပြီးတော့သူတို့ကိုတပ်ဖို့တိတော်မှစီယုံတွေးလှုပ်ဆောင်နေတွေးရတယ်เนาะအဲ့တော့ဒါတွေကတော့တကယ်ပဲစိတ်မကောင်းစရာတွေးရပါတယ်เนาะဟုတ်ကဲ့ဒီမနက်ပိုင်းတစ်ဖက်ဗီဒီယိုလေးရတယ်လောက်ပါမယ်เนาะအစားဆုံးကြည့်ပြီးကြာပြီးပြီဒီရောက်ဆန်သူရဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံးသမျှဆောင်သမျှအရာအားလုံးမှာအောင်မြင်ကြပါစေတွားလျက်ပါဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ